6လပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့အစွမ်းထက်ရည်ရာလေးတခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။အခုရောက်နေတဲ့6လပိုင်းမှာငွေဝင်ချမ်းကျင်တယ်၊ငွေများများဝင်ကျင်တယ်၊ထီတွေချဲတွေပေါက်ကျင်တယ်၊ဈေးရောင်းကောင်းကျင်တယ်၊စီးပွားတက်ကျင်တယ်၊အယောင်းဝယ်တွေကောင်းကျင်တယ်ဆိုရင်ဆရာအခုပြောပြသွားမယ်6လပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့ရည်ရာကို တည်တည်ချာချာလေးဆရာနဲ့အတူလိုက်ပါဆောင်ရွက်ကြစို့ဆရာကပြောချင်ပါတယ်နော်အခုဆရာပြောပြသွားမယ့်ရည်ရာလေးကိုမိမိရဲ့စိတ်ထဲမှာပေါ့နော်ရှုံယုံကြည်ကြည်နဲ့သာလှုပ်ပါကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလှုပ်ပါဒီရတရားကိုပြုလုပ်ပြီးပြီဆိုတာနဲ့6လပိုင်းတလလုံးငွေဝင်လာလိမ့်မယ်ငွေဝင်ကျန်းလာလိမ့်မယ်ကံကောင်းလာလိမ့်မယ်အဆတ်ဆရာရာအစဉ်ပြေလာလိမ့်မယ်လူအင်ဆန္ဒတွေပြည့်ဝလာလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ရှုံယုံကြည်ကြည်နဲ့ဆရာနဲ့အတူဒီရတရားကိုလိုက်ပါဆောင်ရွက်ဖို့ပဲ လိုပါတယ်ဆရာအခုပြောပြသွားမယ့်ယရိယာလည်းကုသိုလ်ပြုယရိယာဖြစ်တဲ့အတွက် ကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်ကိုယ့်ရဲ့လိုအင်ဆန္ဒတွေလည်းပြည့်ဝစေပါတယ်ဆရာတို့ဒီယရိယာလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါဒါမှဆရာပြောတဲ့ဆောင်းရံရှောင်းရံတွေကိုလည်းသိရမှာဖြစ်ပါတယ်ဆရာအခုပြောပြသွားမယ့်ယရိယာလေးကိုဒီဗီဒီယိုလေးကိုစတွေ့ရဲ့နေရာနေစပြီးတော့စလုပ်လို့ရပါတယ်6လပိုင်းထဲမှာလောက်ရမှာဖြစ်ပါတယ်စတွေ့ရဲ့နေရာနေစပြီးတော့စလုပ်ပါပြီးတော့နောက်တစ်ခုကတော့ နေတိုင်းလုတ်ဆရာမလို့ပါဘူးတရက်ထဲပဲဒီရရာကိုပြုတ်လောက်ရမှာဖြစ်ပါတယ်เนาะဆရာကူပြပြသွားမဲ့ရရာလေးကိုမနက်9နာရီကနေမနက်7နာရီခွဲတွင်ပြုတ်လောက်ရမှာဖြစ်ဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစုံကတ်ကုသိုလ်ယူပြီးတော့ရရာပြုတ်လောက်ပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်အဲ့တော့မနက်9နာရီကနေမနက်7နာရီခွဲတွင်ဟိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစုံထမင်းနေတကွတင်မောဒီတောင်းကတ်လို့ရမှာဖြစ်ပါတယ်တင်မောဒီတောင်းဖြစ်ပါတယ်တင်မောဒီတောင်းကအိမ်မှာထောင်းလဲရတယ်အပြစ်မှာ အပြင်ကနေထောင်းပြီးသားဝယ်လဲရပါတယ်။တင်မောတိတောင်မရှိတဲ့သူတွေကတော့တင်မောတိတုတ်ကတ်လို့ရပါတယ်။တင်မောတိတုတ်ဖြစ်ပါတယ်။တင်မောတိတောင်တင်မောတိတောင်ကိုဦးစားပေးကတ်ပေးပါ။တင်မောတိတောင်လုံးဝမရှိဘူးဆိုရင်တင်မောတိတုတ်ကိုကတ်ပေးပါ။ပြီးရဆရာတို့လိန်မောရေတစ်ခွက်ကိုလက်စွာဖျားရှင်ကိုတော်မြတ်ကြီးကိုကတ်လူပေးပါ။ပြီးရဖျောင်းနိုင်ရအဖြူရောင်ဖြစ်ရပါမယ်။စီမီးအဖြူရောင်၃နိုင်ကိုညာဘက်လက်လေးနဲ့ကင်မယ်။တန်မုတ်တွေကာရာကိုကိုးကောက်ရွတ်မယ်။နော်ပြီးရဆရာတို့ ဘယ်ဘက်လက်နဲ့ပြန်ကြိုင်မယ်ဂုံတော်ကိုးပါကိုကိုးကောက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတာနဲ့ဆရာတို့ပေါ့နော်ဒီလိုဖျောင်းနိုင်သုံးနိုင်ကိုဒီလိုသုံးချောင်းလေးပူးပြီးတော့ပကံများလေးနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်လိုက်ပါအဲ့ဒါပူဇော်ပြီးပြီဆိုတာနဲ့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို6လပိုင်းတလလုံးငွေဝင်ကျန်းစီမဲ့ကံကောင်းစီမဲ့တင်မော်ဒီတောင်းတပကံစွန်ထမင်းနဲ့တကွလိမ္မော်ရီတကွစီမီးဖြူရောင်သုံးနိုင်ကိုကက်လူပူဇော်ပါတယ်ကက်လူရသောစေတနာတရားတွေကမြတ်တာအကျိုးများကြောင့်တပည့်တော်သည် 6လပိုင်းတစ်လလုံးငွေဝင်ကျန်းပါစေအစအစအရာရာအဆင်ပြေပါစေကံနေအထူးကောင်းပါစေဒီချက်မကလူနိုင်တန်းနိုင်ပြရစေဒီချက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတာ ਨੇ ဒီရီယာလေးပြုလုပ်လို့ပြီးပါပြီဒီရီယာလေးကိုတေးသေးချာချာသာဆရာပြောသလိုလိုက်လိုက်လုပ်ကြည့်ပါ6လပိုင်းတစ်လလုံးငွေဝင်လာလိမ့်မယ်ကံကောင်းလာလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဘာလို့လဲဆိုတော့ဒီ6လပိုင်းဟာဆရာရဲ့မွေးလဖြစ်ပါတယ်ဆရာမွေးလမှာဆရာပြိတ္တတွေအကုန်လုံးကိုဆရာကချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ငွေဝင်စေခြင်းနဲ့ တူရင်ဆန္ဒတွေပြေးဝစေခြင်းနဲ့အဲ့ဒါကြောင့်မလို့ဆရာကအထူးအစွမ်းထက်ရည်ရာတစ်ခုကိုဆရာကပေးလိုက်ခြင်းဖြစ်ပါတယ်ဆရာမွေးလာမှာ ပေးတာဖြစ်ပါတယ်ပြီးတော့ဒီရည်ရာကိုပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေမိသားစုတွေကိုလည်းဒီရည်ရာလေးကိုပြန်လည်မျှဝေပေးဖို့ဆရာပြောခြင်းပါတယ်ဆရာရဲ့ဗီဒီယိုကိုလည်း like လုပ်ထားပေးပါပြီးတော့ comment မှာမိမိရဲ့နေနံကိုရေးခဲ့ပါမိမိရဲ့နာမည်နဲ့နေနံကိုရေးခဲ့ပါဆရာရဲ့မွေးလာဖြစ်တဲ့အတွက်ဆရာငွေဝင်ကျမ်းပြီးတော့ကန်ကောင်းအောင်လို့ဆရာကိုယ်တိုင်တေချာဆုတောင်းပေးပါမယ်နော်နော်ဒီ6လပိုင်းမှာ တင်မော်ဒီနဲ့လိန်မော်ရေရာကိုကတ်လူကြတဲ့ပြုလုပ်ကြတဲ့ခုနှစ်ရသားသမီးအားလုံးဆရာရဲ့မြစ်တာတဲ့ကြောင့်မလို့ဆရာရဲ့မွေးလာဖြစ်တဲ့6လပိုင်းမှာခုနှစ်ရသားသမီးအားလုံးငွေဝင်ကျမ်းပြီးတော့ငွေဝင်နိုင်ငွေများများဝင်ကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်